ေတနာရေကိုအချင်းလေးကိုတေချာနားလေပြီးတော့ညှိယူဖို့မစင်စားပဲနဲ့နည်းနည်းလေးမှအထီမခံဘူးဆိုတဲ့သဘောထားမျိုးဖြစ်လာတယ်။အခက်အခဲပြဿနာကျူနေကခုဘက်သူ့ဘက်နှစ်ဖက်ညှပ်ပြီးတော့ကြည်တက်မှတာပြဿနာကြီးနေပါဘူးနော်။ခုဘက်ကြီးတက်တက်ကြည့်ပြီးတော့ခုဘက်ကတလက်မှမှရှော့မပေးဘူးဆိုတဲ့သဘောထားမျိုးရှိနေလို့ရှိရင်ပြဿနာဘူဘက်တင်းမှသွားတယ်။ Usually uh, or alternatively we might act submissively ဒုမုံလည်းပဲခုနဟိုတယောက်လိုပဲ အမြဲတမ်းအရှုံးပေးလိုက်တယ်ခုခုတရားနဲ့ယင်ဆိုင်ရတော့မယ်အကျင့်နဲ့ပြောရတော့မယ်ဆိုရင်ဘယ်တော့မှမပြောဘူးအမြဲတမ်းအရှုံးပေးလိုက်တယ်အဲ့လိုအရှုံးပေးတော့ဘာဖြစ်လဲ when we do it is often at the expense of our own views feelings and self respect အဲ့လိုအရှုံးပေးတဲ့အခါမှာ at the expense of our own views ဆိုတာကိုယ့်ရဲ့အသည့်အမြင်ကိုယ့်ရဲ့ရှုထောင့်ကိုအဆုံးရှုံးခံလိုက်ရတယ် our feelings နော်ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲ ဖော်ပြခွင့်မရတော့အဲ့ဒါကိုလည်းပဲအပယ်ခံရတယ်နော် and self respect ကိုယ့်ကိုယ်ကိုလေးစားမှုကိုလည်းပဲအဆုံးရှုံးခံရသူတစ်ပါးနိုင်တာကိုခံရတဲ့လူက self respect ကအမှန်ကျသွားတာနော်ပတ်ဝန်းကျင်နေနဲ့ကြည့်ရမယ်ဆိုရင်ကိုပဲကြည့်ဟိုတယောက်ကသူ့ကိုနိုင်တာသူကတော့ခေါင်းကောင်းခံနေရတာဘာမှမတတ်နိုင်ရှာတနာစီရတတော်လေးဆိုတဲ့ကိုကကျသွားပြီနော် self respect အဲ့တော့အရှုံးပေးလို့ရှိရင် self respect ကကျသွားတယ်နော်ကိုယ့်ရဲ့ feeling တွေကိုအတိမပြုတာမခံရအောင်ကိုယ့်ရဲ့ခံစားချက်ကိုပေါ်ပြခွင့်လည်းမရဘူး ကိုယ့်ရဲ့ခြူတောင်ကိုယ့်ရဲ့အမြင်ကိုလည်းပေါ်ပြခွင့်မရတော့ဒီလူရဲ့စိတ်ထမှာမကြည်မနှက်ကြည်မအီမလဲကြီးကြံရင်ပါပဲနော်သတိထားကြည့်ဒီလိုဆက်ဆံရင်းပုံစံမျိုးဆိုတာလေဟိုအောက်ဆုံးအဆင့်ကနေအထက်ဆုံးအဆင့်ကြောင့်တွန်းနေအဲ့တော့အဆင့်ဆင့်အဆင့်ဆင့်စဉ်းစားတော့ကြည့်အများထားရှုံးပြရလူကကြာလို့ရှိရင်တိမ်ငယ်တဲ့သဘောမျိုးရှိတာပေါင်းကျင်အတိုင်းဝန်းကြားလိုက်မှကိုယ်ပဲမျက်နှာငယ်တဲ့လူဖြစ်တာ but since we also have the ability to reflect think and be aware, we have a range of other options available to us that go well beyond our most unconscious and deeply ingrained instincts. အဲ့တော့အချင်းပါနေလို့သူ့အလိုလျောက်တုံ့ပြန်နေတာမျိုးကလူနှမျိုးရှိနေတော့သို့တော်လည်းပဲလူဆိုတာစဉ်းစားပြုခေါ်ရတဲ့လူဖြစ်တယ်အသိဉာဏ်ရှိတဲ့လူသားဖြစ်တဲ့အတွက်ကြောင့်အခုလိုအခြေအနေမျိုးမှာဒီလို unconsciously အသိဉာဏ်မပါတတိမပါလို့ ਨੇ ုံပြန်နေတာမျိုးမဟုတ်ပဲနဲ့တတိနဲ့ညာနဲ့ကြည့်ပြီးတော့တခြားတနည်းတုံပြန်ဖို့ရင်ဆိုင်ဖို့ရှိရမယ်နော် but we need purposefully to cultivate these options အဲ့ဒီ option ဆိုတာ not တနည်းရှိသေးတာပြောတာနော် option ဆိုတဲ့စကားလုံးတော့ကြားဘူးနေမှာရွေးချယ်စရာတော့တူရှိသေးတယ်နော်အဲ့ဒီရွေးချယ်စရာနောက်တနည်းရှိသေးတာကိုအဲ့ဒါကိုတမင်တကာကိုလေ့ကျင့်ယူရမှာလေအလိုလျောက်တော့ဖြစ်မလားတခြားနည်းတနည်းရှိသေးတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကိုအလေ့ကျင့်လုပ်ယူရမှာ Well, they don't just magically surface အဲ့လိုတခြားတနည်းဟာသူ့အလိုလျောက်ဖြစ်မလာဘူး especially if our mode of interpersonal relating has been dominated by automatically defensive or aggressive behavior that we have not really bothered to look at to the thing ငကိုယ်တော့ကကိုယ့်ရဲ့ unconsciously မတိပဲနဲ့တုံ့ပြန်နေပုံဟာ defensive automatically defensive ဖြစ်နေတယ်နော် aggressive ဖြစ်နေတယ်ပုဂ္ဂိုလ်ကကွယ်လို့ ਨੇ ရန်လိုတဲ့သဘောထားရှိတယ်လုံးဝလည်းပဲအများအားအရှုံးပေးလို့ရှိတယ် it is a matter of choosing a response rather than being carried away by a reaction အဲ့ဒီ response နဲ့ reaction ဆိုတဲ့ဒီစကားနှလုံးကိုသိမိချေရသဘောပေါက်ထားဖို့အများအားအဲ့လိုသတိရှိဖို့လိုတယ်ဟုတ် ညာနဲ့ကြည့်ပြတော့ရွေးချယ်ပြတော့ပြုလုပ်တဲ့ကိစ္စကိုအခြေအနေကိုကြည့်ပြအခြေအနေနဲ့တင့်တော့ပြုလုပ်တဲ့ကိစ္စကို response လို့ခေါ်တယ်။ညာနဲ့မတိဘဲနဲ့အလိုလျောက်ပြန်တုတ်ပြန်တာကို react လို့ reaction လို့ခေါ်တယ်နော်။အဲ့တော့ညာမပါရင် reaction လို့ခေါ်မယ်။ညာပါလိုက် response လို့ခေါ် relationships are based on connectedness so ပေါင်းသက်ဆိုင်ရေးဆိုတာတုံးနဲ့တူဆက်ဆက်မှုပေါ်မှာခြေခမ်းနေတယ်เนาะလူဆိုတာတယောက်ထက်နေလို့မရအောင်အဲ့ဒါကိုသတိထားဖို့လိုတာเนาะလူနဲ့လူဆိုတာလူနဲ့ကင်းကွာပြီးနေလို့မရအောင်တချို့လူတွေကတော့မာနကြီးကြီးနဲ့ကြိုးလို့ရှိတယ်ဘယ်သူမှမရှိလဲငါတယောက်ထက်နေမယ်အဲ့ဒါအပြောတာကြီးတယ်တကယ်တယောက်ထက်နေကြီးမဖြစ်ဘူးဘဝမှာစူပြီးတော့ပြင်းချက်ချောက်ကြီးဖြစ်လာတယ်ကြိုင်စစ်ပြက်လာတယ်အဲ့လိုလူကပို့ပြီးတော့ရန်လုံးမုန်းထားတဲ့စိတ်ရှိတယ်တချို့ကပြောလို့ရှိတယ်ဘယ်သူမှမရှိလဲကိစ္စမရှိဘူး မလိုဘူးတမယောက် I don't need you ဒီလိုပြောလို့ရှိတယ်အဲ့စကားမျိုးဘယ်တော့မှမပြောမိဘူးလို့ရှိတယ်ဘယ်လိုဖြစ်ရမလဲဆိုတော့ I need you as much as you need me ဘယ်လိုဖြစ်ရမလဲငါလဲတင့်ကိုလိုအပ်တယ်လို့သင်လဲငါ့ကိုလိုအပ်တာပါတို့ကသူအပြန်အလှန်ကူညီဖို့လိုတယ်အပြန်အလှန်ညီခူဖို့လိုတယ် When people communicate or exchange of perspectives takes place that can lead to new ways of seeing and being together for the other for the people involved အဲ့တော့လူလူချင်းစကားပြောတဲ့ခါမှာတျွံ့ပြအတိအငြင်းချင်းဖလှယ်ရတယ်။အဲ့လိုအတိအငြင်းချင်းဖလှလို့ရှိရင်အတိအသိအမြင်သိတွေရတာ။ကိုယ်တစ်ဖက်သက်တဲ့အမြင်ကမပြည့်စုံနိုင်ဘူး။ဘယ်နည်းနဲ့မှပြည့်စုံတော့ဘလောက်ပဲဉာဏ်တက်တဲ့လူပဲပြောပြောသူတစ်ဖက်သက်တဲ့အမြင်နဲ့ဘယ်တော့မှမပြည့်စုံဘူး။ကျန်တဲ့လူတွေဘလို့မြင်တယ်လဲဘလို့ခံစားရတယ်ဆိုတာသိဖို့လိုတယ်။လူကြီးနေရာမှာနေရတဲ့လူတော်မှာကိုယ်အောက်ကလူတွေဘလို့ခံစားနေရတယ်ဆိုတာသိမှရတယ်။ညှိပြီးလုံးမှရတယ် we are capable of communicating far more than fear and insecurity to each other when our feelings become part of the legitimate scope of our awareness so ကိုယ့်ရဲ့ခံစားချက်ဟာတရားဝင်တဲ့ဖြစ်တင်ဖြစ်တတ်တဲ့အခြေအနေမျိုးကိုရောက်လာလို့ရှိလက်ခံတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုတော့သိလို့ရှိရင်အများနဲ့ဆက်ဆံတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေလာတယ် fear နဲ့ insecurity ကနေသွန်းတယ်ကိုယ့်ရဲ့သဘောထားကိုတင်ပြနိုင်ခွင့်မရှိလို့ရှိရင် အဲ့လို fear insecurity တို့ကကိုပြတ်ဖြစ်တာ even when we are feeling threatened angry or frightened we have the potential to improve our relationships dramatically if we bring mindfulness into the domain of communication itself so the communication တွေမှာကိုက mindfulness ni ကိုယူလာနိုင်လို့ရှိလူလူချင်းပြောရဲဆိုတဲ့အခါမှာတတိလေးပါလာလို့ရှိရင်เนาะအဲ့ဒီအခြေအနေဟာမူလတုန်းကအခြေအနေဟာ ဟိုအန်ရယ်ရှိတဲ့အခြေအနေမျိုးနော်သိဆိုးစရာအခြေအနေမျိုးကြောက်စရာအခြေအနေမျိုးပင်ဖြစ်တော်လဲပဲအများကြီးပြောင်းလဲလာတယ်အတိလေးရှိလို့ရှိရင်ဒီအခြေအနေကပြောင်းလဲသွားတယ်အဲ့ဒါကိုတို့တော့တဘောပေါက်အခြေအနေဘလောက်ဆိုးနေဆိုးနေအတိရှိလို့ရှိရင်အဲ့ဒီအခြေအနေကကောင်းလာတယ်အချင်းချုံလိုက်အဲ့ဒါတဝတ် communication suggest a flow of energy through a common bond. The communication to the Zagago, common bond that, to do not do a bond to that, she, no, Sasamu, she. That is, that is, Sasamu, she needed the bond to ma, energy flow, she there, so that'll be a lot. A dog, yeah. သူပြောသူကလည်းပြောချင်တာပြောလို့ရတယ်ကိုကလည်းပြောချင်တာပြောလို့ရတယ်သူပြောတာကိုကိုနားလည်တယ်ကိုပြောတာလည်းကိုနားလည်တယ်အဲ့လို flow ရှိရမှာနော် as with communion it implies a union so communion ဆိုရင်ပဲစကားလုံးမှာနောက်ဆုံးက union ဆိုတဲ့စကားလုံးပါတယ်နော်အဲ့တော့ mm. so communication နဲ့ communion နဲ့ union နဲ့ဟာအတိတ်ပဲကြီးနှိစပ်တယ်နော်အဲ့တော့ mm. so communication ဆိုဆိုတဲ့စကားကက implies a union နဲ့နော်ပေါင်းစည်းမှုကိုဖော်ပြတယ် mm. a so, joining or sharing နော်ဆက်ဆက်ပြီးလိုက်တာတွဲလိုက်တာ so to communicate is to unite communicate လို့ဆိုတာ unite ပေါင်းဆက်သွားတာစုစည်းသွားတာတခုတည်းဖြစ်သွားတာတပေါင်းနဲ့ဖြစ်သွားတာ to have a meeting or union of minds အဋ္ဌညာချင်းစိတ်ချင်းတွေ့သွားတာ this does not necessarily mean agreement အဲ့လိုအဋ္ဌညာချင်းတယောက်ရဲ့တယောက်ရဲ့စိတ်ကိုတယောက်သဘောပေါက်သွားတာတယောက်ရဲ့သဘောထားကိုတယောက်သဘောပေါက်သွားတာတယောက်ရဲ့ခံစားချက်ကိုတယောက်သဘောပေါက်သွားတယ်ဆိုတာကသဘောတူသွားတယ်လို့မဆိုလိုပါဘူးနော်သဘောပေါက်တာနဲ့သဘောတူတာနဲ့ သဘောပေါက်ဖို့လိုတယ်သဘောတူနိုင်တဲ့အခြေအနေရှိရင်သဘောတူတဲ့နေဆိုတူရမယ်သဘောမတူချင်မှုဆိုလည်းပဲကိစ္စမရှိပြရသေးဘူးเนาะဒါမှအရေးကြီးတဲ့သဘော